ဇေကေကင်းလို့ခေါ်ပါတယ်အမ်ဒီမှာဒီနေ့ကိုအတိမေရွှေတငယ်ချင်းတယောက်နှစ်ယောက်များအကျိုးရှိတယောက်နှစ်ယောက်များအတွက်အကျိုးရှိခဲ့မယ်ဆိုရင်ဆိုပြီးကျမရဲ့အမ်အတိဒါလေးတစ်ခုမျှဝေချင်ပါတယ်ကဲပြအကြောင်းပေါ့နော်အမ်လေးနည်းနည်းရှင်းလိုက်အောင်မယ် ကဲမြန်မာပြည်မှာကျမကဲပေးမတုံးခင်မှာပေါ့နော်ကဲပေးမတုံးခင်မှာဆိုရင်မြန်မာပြည်မှာမြန်မာပြည်လူတွေအဲ့လိုမျိုးကဲပေးနံပါတ်ကဲပေးလွှဲမဲ့ချိန်ဆိုရင်အများရန်တို့တို့တုံးဆိုတာဖုန်းနံပါတ်နဲ့နာမည်ပေါ့နော်အဲ့ဒီကအရန်အရန်ကိုအန်တယ်ရှိပါတယ်အခုအခုအခုနောက်ပိုင်းတွေမှာလည်းမြန်မာပြည်မှာတော်တော်များများကဲပေးပြဿနာများများတော်တော်များရှိကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီကျမအစမှာကိုကိုတိုင်းမတုံးခင်မှာပေါ့နော်ဘာမှနားမလဲဟိုမနားမလဲခဲဟိုအားကြောင့်အငွေတခုငွေပိုင်းကဲပေးလွှဲမယ်ဆိုရင်ဟိုတို့ဖုန်းနံပါတ်တွေပေးရတာနာမည်အဲ့တို့ကဲပေးရနာမည်ပေးနေရတာကြီးက အော်ဒီလိုနဲ့ပဲရလားဆိုပြီးစိတ်ထဲမှာထားရပေါ့နော်ဒါမဲ့ကိုကိုတိုင်းတုံးတဲ့ခါကျတော့ဒီမှာကျမတို့စံတရုတ်ပြည်မှာလဲအလီပေရိုဝစ်ချပ်ပေးရှိရအဲ့နဲ့ဒီမှာဒီမှာဝစ်ပိန်နဲ့ကဲပိန်နဲ့အတူတူပဲပေါ့နော်အဲ့တရုတ်ပြည်မှာဆိုရင်အမ QR code ဒီကြီးပဲတုံးတဲ့ scan နဲ့ scan ဖတ်တယ်ပေါ့နော်ပမာလိုနဲ့ပြောမှာဆိုရင် scanning နဲ့ပဲ transfer လုပ်တယ်အဲအဲကြောင့်မြန်မာကိုမြန်မာပြည်ကဘယ်လိုဘယ်လိုတွေတုံးကြရဲဆိုတာကိုမြန်မာပြည်မှာလည်းမနေဖို့ကိုကိုယ်လည်းမတုံးတဲ့ခါကျတော့မသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကိုယ်တိုင်တုံးတဲ့အခါကျမှအဲ့ဒီဟာကြီးအဲ့ဒီဥပမာကိုကိုယ်တိုင်ပဲဖြစ်ဖြစ်ကိုက ကိုတိုင်ပဲသူများကိုငွေရွဲကဲပေးလွှဲချင်တာပဲဖြစ်ဖြစ်သူများလည်းကိုကိုငွေရွဲချင်တာပဲဖြစ်ဖြစ်ကိုကဲပေးဖွင့်ထားတဲ့နံပါတ်နဲ့နံပါတ်နဲ့ကိုကဲပေးနာမည်ကိုလုံးဝပြေးချင်မလို့အဲ့ဒီကတကယ်ကိုအန်နေများပါတယ်ဘာလို့လဲဆိုတော့ဥပမာဥပမာပေါ့နော်တဆုံးကျွန်မကျွန်မအတီးတဲ့တကယ်ချင်းတရားဥပမာ သူရဲ့နံကိုသူဖွင့်ထားတဲ့ကေပဲနံပါတ်နဲ့နာမည်တည်ရယ်ဆိုကျွန်မလည်းဥပမာပေါ့နော်ကျွန်မလည်းအဲ့ဒီဖုန်းနံပါတ်နဲ့ကျွန်မဖုန်းကနေဝင်လိုက်မယ်ဟိုဘက်ကလည်းဘာမှမသိတော့အဲ့လိုဝင်လို့ရှိရယ်ဆိုဘိုင်ပေါ်ပေါ်လာတက်လဲဆိုတော့တဆုံအဲ့လိုမျိုးတဆုံတယောက်ကအဲ့လိုမျိုးနဲ့ဒီနံပါတ်နဲ့ပေါ့နော်ဝင်ထားတယ်ဆိုပြီးမှကိုကကိုဖက်ကစားပေါ်လာမယ်ကိုကကိုဖက်ကမယ်အောက်မှာမို့သူအတီးပြုတ်တယ်ဆိုပြီးအမှုစားအတီးပြုတ်ရမှလားစားပေါ်လာမှာပေါ့နော်အဲ့ဒီကကိုကအတီးပြုတ်အတီးပြုတ်လောက်လိုက်ပြီဆိုရင်အမှကိုကေပဲကသူများလက်ထဲပါသွားနော်အားကြောင့်အစကန်စကန်နဲ့ပဲ QR code နဲ့ပဲ QR code QR code နဲ့ QR code နဲ့ဘယ်လိုစကန်လုပ်တယ်ဆိုတာ um ကျမနောက်ဆုံးမှာကိုကိုတိုင်းကိုကိုတိုင်းတုံးပြီးနောက်ပိုင်းမို့ပေါ့နော် scanner အချိုကောနဲ့လဲ transfer လုပ်လို့ရတာရလို့ကိုကအဲ့လိုမျိုးကိုအသေးအမြန်မာပြဖြစ်ကအတော်တော်ပို့ဆိုတာပို့ဆိုတာပေါ့နော်မြန်မာပြရလို့လေကိုကချိုကောပို့လိုက်လို့ရှိတယ်ဆိုရင်တို့မလုပ်တတ်ဘူးတို့အဲ့လိုမျိုး ah sorry နော်နာစင်းနေလို့မြန်မာပြရလို့ရ um ဖုန်းလည်းလုံးမရှိဘူးဘာညာအဲ့လိုမျိုးပြောတယ်ဒီကိုဒီပတ်စံ transfer ငွေ transfer ဖို့က scan ဖတ်ဖို့က ဖုန်းနဲ့တော့မလိုပါဘူးเนาะအဲ့ဒါကိုဘယ်လိုဘယ်လိုလုပ်ရလဲမသိသေးတဲ့သူအဲ့အတွက်ပေါ့မြန်မာပြည်လူတွေဘာလို့အဲ့လိုမျိုးနံပါတ်နဲ့ဖုန်းနံပါတ်နဲ့နာမည်ပဲပေးနေကြရဲဆိုတော့သူတို့ကိုယ်တိုင်စကမ်မဖတ်တတ်လို့เนาะစကမ်မလုပ်တတ်လို့အဲ့ဒါကိုတိတယ်လို့တိတယ်လို့ရရှိကောင်းရှိမယ်ပေါ့เนาะဒါပေမဲ့อืมဒီမှာတိတလို့ထဲမှာဆိုရင်တရားမှာတရားမှာ80ရမတိဘူးဘယ်လိုစကန်လုပ်ရဟိုအချွာကောင်းနဲ့ဘယ်လိုပတ်စံလုပ်ရလဲဆိုလုံးဝလုံးဝမသိဘူးသူတို့သူတို့ကိုယ်တိုင်လည်းဒီမှာအော်ရတခုပေါ့နော်ကေပဲအက်ကိုဝင်ပြီဆိုကေပဲအက်ကိုဝင်ပြီဆိုရင်အဲ့မှာစကန်ကိုယ့်ရဲ့ချွာကောင်းယူတဲ့နေဒါမှမဟုတ်စကန်နေရမှာလဲ ဒီတိုင်း scan နေလို့လို့ရှိရဆိုရင်အဥပမာကိုအရှိရတစ်ခုခုအဲ့လို scan direct scan ခေါ်မလာပေါ့နော်အဲ့လိုမျိုးပေါ်လာတဲ့ပေါ်လာတဲ့အချိန်မှာအဲ့အောက်မှာအဲ့ software ရဲ့အောက်မှာစာရေးပေါ်လာတယ်ပဲလေနော်အဲ့ဒါကျမစဉ်းစားလို့ကိုမရတာဖုန်းကလည်းခုရှိမှရှိရကိုကအဲ့ဖုန်းနံပါတ်နဲ့ပဲမဲတဲ့ငွေလွှဲတယ်ဆိုတော့အဲ့အပြီးနာတွေမှာရှိတဲ့စာရေးဝင်မကြည့်ကြဘူးလားဝင်မလို့မျိုးဝင်ဘယ်လိုကမလဲလိလာပြင်မှာပေါ့နော်ဝင်မကြည့်ဖူးကြဘူးလားဆိုတာအန်အော်လား ကိုတုံးကိုတုံးတဲ့ app app တစ်ခုလုံးမှာရှိတဲ့ဘယ်လိုပြောမလဲရှိတဲ့ function တွေဝင်ဝင်မစစ်ကြဘူးဝင်မကြည့်ကြည့်ကြဘူးဆိုတာတော်တော်တိတိလာရတယ်ပေါ့နော်အားကြောင့်တော်တော်အန်အော်လို့အရန်ဘယ်လောက်မှခက်တာမဟုတ်ဘူး scan ဥပမာတစုံတစ်ယောက်ရဲ့တစုံတစ်ယောက်ရဲ့ QR code ကိုကိုက scan နဲ့ transfer မယ်ဆိုရင်ဘယ်လိုလုပ်ရလဲဆိုတာကျွန်မ screen ကျွန်မ screen record ပြန်มาပြပါမယ်ရှင် ်ပထမမှာကိုကယ်ပိတ် app ကိုဝင်တော့ဝင်တော့မဝင်ခင်မှာပေါ့နော်ကိုလွှဲနေတဖက်လူရဲ့ QR code ကိုကိုကအရင် save ထားမှဖြစ်မှာဖြစ်ပါမယ်ရှင် save ပြီးလို့ရှိရဆိုရင်ကို gallery ထဲမှာ photo ထား photo နေရာမှာရှိမှာပေါ့နော် save save ပြီးတော့လို့လို့ရှိရဆိုရင်ဒီမှာကြည့်နော်ဟိုမှာ scan ရဲ့ transfer မြန်မာပြည်ကလို့တော်တော်များများဆိုရင်ဒီ transfer နေရာမှာပဲတရက်တရက်အဲ့လို transfer တော့ဘာမှမသိကြဘူးပေါ့နော်အားကြောင့်ကျွန်မ scan scan ဖတ်ဖို့ပြောရင်ဖုန်းနှလုံးမရှိဘူးဖုန်းနှလုံးမရှိဘူးဆိုတော့အတွက် ကျွန်မဒီဟာတင်ပြခြင်းဖြစ်ပါတယ်ပြောပြတာခြင်းဖြစ်ပါတယ်ကျွန်မတော်လို့တက်လို့တော့မဟုတ်ဘူးကျွန်မရဲ့တည်တာလေးတွေမြတ်ဒီတိုင်းစီတနာနဲ့မြတ်ဝေခြင်းဖြစ်ပါတယ်ဒီလို scanning ကိုဝင်လို့ရှိတယ်ဆိုရင်ဒီမှာအောက်မှာဆိုရင် light ပေါ့နော်ဒီမှာ me light ရဲ့ပြည့် album ဝင်ခိုင်းတယ်မလားဒီ album အဲ့ကျွန်မဆိုနာဟိုအဲ့လိုမျိုးဗီဒီယိုယူချင်လို့ပေါ့နော်အတီတယောက်ရဲ့ QR code ကို save ထားတာဒီလိုမျိုး album ဝင်သွားလို့ရှိရဆိုရင်အမအမကျွန်မဆွမ်းဆွမ်းဆွမ်း save ထားတဲ့ဟာပေါ့နော်ဒီမှာ QR code ကို photo ထဲနဲ့အဲ့လိုမျိုးပေါ့ select อืมဒီမှာဓာတ်ရိုက်ဒီမှာကိုကိုလိုက်မဲ့ amount တွေရိုက်လိုက်ဟုတ်တယ်မလားအဲ့လိုပြီးသွားရင်ပြီးရင်နောက်တစ်ခုကကိုရဲ့ QR ကိုဘယ်လိုယူရလဲဆိုတာမသိတဲ့လူအတွက်ပေါ့เนาะဒီလို scan ဝင်တဲ့အခါဒီမှာ receipt receipt နေရာဝင်ပြီးပြီးရင်ဒီမှာ save image အဲ့လို save image ဝင်ပြီးမှအမှ okay အဲ့လိုဆိုရင်ကျမရဲ့ photo ထည့်သွားမယ်เนาะအမဒါကျမရဲ့ QR code အဲ့လိုပါเนาะပြီးတော့ဒီလိုမျိုးဒီလိုမျိုးလို့ချင်းအန်ဒီရယ်လဲกินနေပြီးရင်အာ ဖုန်းနံပါတ်နဲ့ဆိုရင်ဖုန်းဖုန်းနံပါတ်ရိုက်မာတာတော့ဘာလို့လဲရှိသေးရပေါ့နော်ပြီးရင်ဒီ QR code နဲ့ဆိုရင်အမ်ကိုလိုက်မဲ့လို့ကအဲ့လိုမျိုးမမမလုံးဝစိုးရိမ်စရာမရှိဘူး100%ယုံကြည်လို့ရတယ်ဖုန်းနံပါတ်နဲ့ရိုက်နေတာကြီးကသူတို့ရဲ့ GPay တုံးတဲ့နာမည်လဲလိုအပ်တယ်ပေါ့နော်အခုဒီ QR code နဲ့ဆိုရင်အဲ့လိုမျိုးတွေဘာမှနှစ်ခုစလုံးမလိုတော့ဘူး QR code နဲ့ဆိုရင်ကိုလိုက်မဲ့လို့ရဲ့အကောင့်ကိုတိုက်ရိုက်ဝင်သွားတယ်ပြီးရင်နောက်တစ်ခုနောက်နောက်တစ်ခုပြန်ပြောင်းမယ်နော်ဒီ GPay မှာ context နေမတိတိတဲ့သူအတွက် မတိတိရဲ့တူအတွက်ပါအာတိပိတိပိသွားရဲ့လိုကကြော်တော့ဘောနော်ကျွန်မဘယ်လိုလုပ်လဲဆိုအဲ့လိုမျိုးကိုကိုအမဲပုန်နေတဲ့လိုလိုရဲ့ကေဘေးကိုကိုမဖရန့်အဲ့လိုမျိုး safe touch နေဆိုရင်ဒီလိုမျိုးဥပမာကျွန်မဒီမှာဥပမာဘောနော်ကျွန်မဒီမှာလွှဲပြတာဒါ all bono history အာဘယ်လို save လဲဆိုတော့ဒီလိုနှိပ်လို့ရှင်မှာ save save ပြီးမှ view ခိုင်းမယ် family family လားဟုတ်ကျွန်မမှာတော့တယ် sorry အမ family လား friend လား other လားအဲ့လို ကွာကိုတငယ်ချင်းဆိုရင် friend မှာထားတယ် um တည်ရင်ကိုမိသားစုဝင်ဆိုရင်မိသားစုဝင်မှာပေါ့เนาะပြင်တခြားဟာဆိုတော့ others အဲ့လိုမျိုးနဲ့ context save လုပ်ရပါတယ်အလားပြောတာတည်ရင် um လူအများသိဖို့မသိသေးတဲ့လူအတွက်အများအများ share လုပ်ရတယ်เนาะဒီမှာဆိုလေကျွန်မရဲ့အမ context ထားတဲ့လို့ family ကျွန်မရဲ့ family လို့ family context ရဲ့လို့ရှိတယ်။ပြီးရင် friend တွေဆိုလည်းဒီလိုမျိုး share ပေါ့နော်။ပြီးရင် others ဆိုလည်းအဲ့လိုမျိုး။ဒါတွေကကိုနောက်နောက်လို့ပေါ့နော်။ပြင်လိုက်ချင်တဲ့ခါဆိုရင်တို့ရဲ့ gateway ကိုပြင်ပြင်တောင်းဆက်မလို့တော့ဘူး။အာအာလာပြောတာ See you later, Have a nice day, everyone.